။လူဆိုတာတဲ့ငဲွက်တက်တဲ့စိတ်ပြောပါစိတ်။နောက်တကထဲတွက်တက်တဲ့စိတ်ရှိရတယ်။ဗါတဲ့လူဆိုတာငဲွက်တက်တဲ့စိတ်ထဲတွက်တက်တဲ့စိတ်ရှိရမယ်။ပဝန်းကျင်ကိုငဲ့ရမယ်။မိသားစုငဲ့ရမယ်။မိဘငဲ့ရမယ်။ဆရာ ဘာသာတရားလုတ်ချင်နိုင်လုတ်လို့ဖြစ်ပါမလားသဘောပေါက်ရဲ့လားအဲ့တော့ပြိသက်ရေအဲ့ဒါလိုငဲွယ်တက်တဲ့စိတ်ထဲတွေ့တက်တဲ့စိတ်ရှိဖို့ဆိုတာပြိသက်ရေအတိတရားရှိဖို့လိုတယ်အတိတရားမရှိရင်မိဘလည်းမငဲွယ်ဘူးအတိတရားမရှိရင်ရက်ွက်ကိုလည်းမငဲွယ်ဘူးသူဘန်သူဟိုမှာ 60ကျော်နှလုံးယောဂအပေါ်ယူပွားကြီးရှိရှိမရှိရှိဒီဘက်ကတုံးတုံးနဲ့ထုတယ်မဟုတ်လားဟဲ့ကွက်လို့လားမငဲကွက်လို့လားထဲ့တွက်ဖို့လိုလားမလိုဘူးလားလိုပါရဲ့ဗျာရှစ်လူကြီးတွေပြောတယ်လူဆိုတာဘဏ္ဍဖို့တဲ့ဘဏ္ဍဖို့ထားရတယ်သူ့ဘုရောသူ့ဘုတဘိုတဲ့ထားရင်မပြောဘူး ဘောပေါက်လားလူဆိုတာငဲွက်တတဲ့စိတ်ထဲတွက်တတဲ့စိတ်အဲ့ဒီစိတ်ကလေးတွေသာပြိသိယလောကမှာလူတိုင်းလူတိုင်းရှိကြပဲဆိုရင်လေလူသားဆန်းစွာနေကြတာဘာဆန်းစွာဘာဆန်းစွာ ဘောပေါက်ပြီလားအဲ့ဒါဆိုရင်ပြိသက်ရေတရားနဲ့တရားကိုညီမှုတွေရိုင်းပင်မှုတွေမေတ္တာတရားတွေပြည့်စုံမနေဘူးလားပြည့်စုံပါပါအဲ့လိုမှမဟုတ်ရင်ပြိသက်ရေလောကကြီးကဣဒ္ဓမစ္စရိယများကြပါတည်းဘာများလဲဣဒ္ဓဆိုတာဘာပြောတာမနာလိုတာကိုထက်တာမနာလိုတာပါဗျာ ကိုယ်အိမ်နဲ့သူ့အိမ်နဲ့အိမ်ရှင်ရင်သူ့အိမ်သာသွားရင်ဂျင်းတ်တာလားမဂျင်းတ်တာလားမစ္စရိယဆိုတာဝင်တူတာပြောပါတူတာကိုရှိကပါသွားမှာဆိုတာကိုလူသူ့လူဖြစ်မှာဆိုတာကိုနဲ့ပေါက်နေတဲ့သူ့သူနဲ့ပေါက်သွားမှာဆိုတာသဘောပေါက်လား အဲ့တော့တရားမင်းကမြတ်စွာဘုရားမေးဘူးတယ်မြတ်စွာဘုရားတဲ့တပည့်တော်လူကြီးကိုလှမ်းကြည့်တယ်ဘုရားတွန်တင်းမြို့တွေ့တယ်ဘုရားအဲ့ဒီတွန်တင်းမြို့မှာရွှေစံတော်ရက်ွက်အမနေတို့နေတာတပည့်တော်တွေ့ရတယ်ဘုရားဘုသူကတရားမင်းတော့ပြောပါဦးကွနကိုလုံပြန်ပြောကြည့်မြတ်စွာဘုရားတပည့်တော်လူလောကလူတွေကိုလှမ်းကြည့်တယ်ဘုရားလူကြီးကလူတွေကဘုရားတဲ့မတဲ့တာများတယ်တဲ့ ဘာဖြစ်တာများလဲဒီကြမ်းပဲမဟုတ်တာတွေလျှောက်ပြောနေတာလို့ဥစဉ်ကထင်တယ်ပြိတ္တရေလူတွေတဲ့တာနဲ့မတဲ့တာပဲများတဲ့တာပါဘုရားဟောဒါဆိုရင်ကြမ်းပဲပြောတာမှန်တယ်ကြမ်းမင်းအမှန်ကြီးပြောတာနော် မြတ်စွာဘုရားလူတွေမတည်တာများတယ်ဘုရားတလန်းနဲ့တလန်းတပွက်နဲ့တပွက်တယောက်နဲ့တယောက်နောက်ဆုံးဂုံဂုံပြုံးမယ်ဘုရားတမီးတယ်မွေးထားတဲ့ညီကောင်မောင်နှမအချင်းချင်းတော့မတည်တာတပြီးတော့တွေ့တယ်ဘုရားဘုစုက အဲ့ဒါမြတ်စွာဘုရားတဲ့။ဘာကြောင့်လူတွေဧည့်သည်လို့မတည်ကြတာလဲဘုရား။လျှောက်တော့မြတ်စွာဘုရားက"ဩတရားမင်းကြီးလူသားတွေအများစုရဲ့စိတ်ထဲမှာအကုသိုလ်တရားနှစ်ပါးအိတ်သာနဲ့"ပြောပြောပါလဲ။သူတို့ရဲ့စိတ်ထဲမှာအိတ်သာလဲမစ္စရိယတရားနှစ်ပါးဂိမ်းပြီးတော့ အောင်မြင်စားပြုတွန်းပေးမယ်မြောက်စားမယ်အားပေးမယ်မရှိဘူးဆွဲချမဲ့သူများလားမများဘူးလားသဘောပေါက်လားအဲ့တော့ပရိသေရင်အိဒ္ဓမေစရိယတရားနှစ်ပါးကြောင့်လူတွေမတည့်ကြတာတဲ့ကျင်နဲ့လို့လားမကျင်နဲ့လို့လားကျင်နဲ့လို့ပါဗျာအဲ့တော့ပရိသေရင်မကျင်နဲ့ရင်ပြန်ဆိုင်ခြင်းတွေပါလာလားမပါလာလားပင်မန်းကြပြီပေါ့လောကကြီးမှာအပင်မန်းဆုံးအလုပ်ဟာပြိုင်ဆိုင်ရတာပဲ ဟာသူကဟိုကဝက်ငါတားဝက်မယ်မပင်မှန်းဘူးလားကိုဘဝနဲ့လွတ်လပ်လပ်ကိုစတိုင်ကိုပုံစံအတိုင်းမနေနိုင်ဘူးသူများနဲ့ပြန်ရတော့ပို၍ပို၍ပင်မှန်းတယ်သူဒီလိုနေရင်ငါကဘယ်လိုနေမယ်သူဒီလိုနဲ့ပေါင်းရင်ငါကဘယ်လိုလုံးနဲ့ပေါင်းမယ်လိုက်ပြိုင်နေတာပြိတဲ့ရပြိုင်ဆိုင်မှုတွေဒီလောကများလားမများဘူးလားသဘောပေါက်လား အဲ့ဒီအချက်ကတော့ပြိတ္တရေကျင်နဲ့လို့လားမကျင်နဲ့လို့လားကျင်နဲ့ပါဗျာဆိုလိုက်မကျင်နဲ့ရာပုဂ္ဂိုလ်မှာမေတ္တာထား၍ဖြည့်ဖြောက်ပါလောကကြီးမှာမကျင်တဲ့ပုဂ္ဂိုလ်တွေတွေ့ရင်ပါထားပါပြောတာသာဟောတာသာလွယ်တာထားဖို့လွယ်ရဲ့လားဒါဆိုမထားဘူးပေါ့ သူ့ကိုကိုကမကျင်နဲ့ကိုကဒေါသတွေထွက်လာတကယ်တမ်းဘာလို့ရှုံးတာသူကဘာမှဖြစ်ဘူးသဘောပေါက်လားအဲ့တော့သူ့အကြောင်းကသူ့အကျိုးဖြစ်မှာကိုအကြောင်းကကိုအကျိုးဖြစ်မှာဩမကျင်နဲ့လည်းခဏပဲကျင်နဲ့လည်းခဏပဲသူရသွားလည်းခဏပဲကိုမရတာလည်းခဏပဲအလုံးဟာလောကရန်တွေပဲလို့ဘာအသိနဲ့စင်ခြင်း တရားအသိပြောပါသည်တရားအသိရှိတဲ့ပုဂ္ဂိုလ်ကပရိသတ်ရေလောကကြီးမှာနေတာငြိမ့်နေရလဲငြိမ့်ငြိမ့်ပဲမရလဲငြိမ့်ပါဘုရားတရားအသိမရှိတဲ့ပုဂ္ဂိုလ်ကပရိသတ်ရေရောက်ရက်ခတ်တယ်ရလဲရောက်ရက်ခတ်တယ်မရပူဆိုးတယ်မရရင်ပူဆိုးတယ် မစိုးဘူးလားဟဲ့အဲ့တော့ပြိတ္တရဲ့ရောက်ရက်ခတ်စိတ်တွေမတည်မငြိမ်အပြောင်းအလဲမြန်တဲ့ဒီလောကကြီးမှာသူ့စိတ်တွေကဘလောင်းပလဲလိုက်ချက်လာမဖြစ်ဘူးလားသန္တရာကြတော့ဘာနဲ့တွေ့ဒုက္ခနဲ့တွေ့တယ်ပြောဘာနဲ့တွေ့တယ်ဒါကြောင့်မြတ်စွာဘုရားလောကလူသားတွေမတည့်တာများတယ်ဘုရားအဲ့ဒါဘာကြောင့်လဲဆိုတော့အိဒါနဲ့ မစ္စရိယဆရာကြီးဓမ္မကပြောတယ်အိဒါမစ္စရိယမကောင်းတဲ့စိတ်မွေးမဲ့အစာတဲ့ကြက်တွေဝက်တွေမွေးတဲ့ကြက်တွေဝက်တွေမွေးတာအာဟုတုဖြစ်ပေမဲ့ကြက်တွေတော့ဘာသာစားရဝက်တွေတော့တန်သေးတယ်တဲ့အာဟုတုဖြစ်ပေမဲ့ကြက်သားစားရဝက်သားစားရအိဒါမစ္စရိယသူတော်ဘာပေါ်မနာလို့ဝန်တော်တဲ့စိတ်ကြီးကအာဟုတုလည်းဖြစ်တယ်ဘာမှလည်းမစားပါဘူး စားရလားသေတော့ဘယ်ရောက်အပေရောက်ပြောဘယ်ရောက်အဲ့တော့ဒါကြောင့်မလို့ပြိဿရေခြုံကြည့်မယ်လောကမှာအပေကြအပေကြတဲ့တတဝါတွေသည်ဘုရုစိတ်ကြောင့်လက်ပြင်းနိဗ္ဗာန်ရောက်တဲ့တတဝါတွေလည်းဘုရုစိတ်ကြောင့် ဆိုလိုက်အပေလေးပါစိတ်ရောက်သွားသည်နိဗ္ဗာန်ရောက်မှုစိတ်ကပြုသည်စိတ်ကိုလောထဆင်းရဲပွားမည်စိတ်ကိုထိန်အင်းငိမ့်နိဗ္ဗာန်မည်အပေလေးပါစိတ်ရောက်သွားသည်အပေလေးပါစိတ်ရောက် နိဗ္ဗာန်ရောက်မှုစိတ်ကပြုသည်စိတ်ကိုလောထဆင်းရဲမွားမည်စိတ်ကိုထိန်အိမ်ငိမ့်နိဗ္ဗာန်မည်စိတ်ကိုထိန်အိမ်ငိမ့် ဘာကိုထိန်ရမယ်စိတ်ကိုထိန်ရမှာပါဗျာသူသူများစိတ်တွေလိုက်ထိန်ခဲ့တာတသက်လုံးမပင်မမှုလားမှန်ပါဗျာနင်ဘလို့မနေနဲ့ဒီလိုနေဟိုလိုနဲ့မပေါင်းနဲ့ဒီလိုနဲ့ပေါင်းဘယ်ကိုမသွားနဲ့ဒီကိုသွားအိုးပင်မလိုက်တာ ပြီးတော့လေပြိသက်ရေကိုယ်အလိုကြရဲ့လားမှန်ပါဗျာဘယ်ကြမလဲသူမကိုမဟုတ်တာမှန်ပါ ကိုယ်စိတ်နဲ့ကိုယ်တော်အလိုမကြတာဒီလောက်များတာဒီလောကသူများစိတ်နဲ့ကိုယ့်ကိုအလိုကြပါမလားအဲ့ဒါကြီးအလိုမကြတိုင်းအလိုမကြတိုင်းကိုယ့်ရဲ့စိတ်ကဒေါသတွေအပြစ်တွေဖြစ်နေမယ်ဆိုရင်ဘဇုဘဝပဲနဲ့နာမဘဝပဲနဲ့နာမဘုရားသဘောပေါက်လား ။ဒါကြောင့်မလို့ပြိသေးရေကုသလသုဘသမရဟိခြေသာတသိခြေသမီးတော်မင်းတို့တရွေတခဏနေရတဲ့ဒီဘဝလေးမှာကုသိုလ်ကောင်းမှုတွေနဲ့ဘုရားသဒ္ဒနာနဲ့ကြုံတော့မှာအကျိုးရှိအောင်နေရဇမ္မာရေလို့ဘဂဝါဘုံ၆ပါးတခင်ဘုရားရှင်ကိုတော်မြတ်ကအဘသည်ကောင်းစွာမသွေမိန်ကြတော့မူခဲ့ပါပေသည်။အာသာသာသာ ဆိုလိုက်စမ်းမှာခဏရလာလူဘဝမှာအကျိုးရှိအောင်နေရမှာဆိုလိုက်ပါဦးရေသေးရင်နောက်နံပါတ်3 ကိုယ်တလံသုဘသံဗရတစိတ်တပရိယောထပနဘေကဝေပရိဒတ်လေးပါးခြေသာတသိခြေသမီးတို့ယေမင်းတို့တခဏယနေတဲ့လူဘဝလေးမှာသစိတ်တပရိယောထပနမင်းတို့တရွေစိတ်ကိုချမ်းသာအောင်စိတ်ချမ်းသာအောင်နေကြစမ်းပါဘာချမ်းသာအောင်စိတ်ချမ်းသာ ။ဤဒီသောဘဂဝါဘုံချောင်းမသခင်ဘုရားရှင်ကိုတော်မြတ်ကအဘာတိကောင်းစွာမသွေမိန်ကြတော်မူခဲ့ပါပေတည်း။အာသာသုအာသာသုအလုံးစုံလိုက်ခဏယလာလူဘဝမှာစိတ်ချမ်းသာအောင်နေရမှာစိတ်ချမ်းသာအောင်နေရမှာ မာချမ်းသာအောင်အေးမကြည့်ဘူးလားပစ္စည်းဥစ္စာတွေတိတ်ချမ်းသာပြီးစိတ်မချမ်းသာရင်လည်းအလကားပဲဟုတ်လားရွှေတွေငွေတွေကြာတို့တွေမျိုးစုံလောကီစီစိန်တွေတိတ်ချမ်းသာပေမဲ့အဲ့ဒီလူသားတယောက်စိတ်မချမ်းသာရင် အလကားပဲစေမချမ်းသာရင်ဝတ်သားနဲ့ကျက်သားနဲ့ကောင်းပေးဆိုတဲ့ဓမင်းတွေဟင်းလွေးနဲ့စားနေရပဲမဲ့စေမချမ်းသာရင်အဲ့ဒီအစာစာအာဟာရဖြစ်ပါမလားမဖြစ်ပါဘူးခင်ဗျာငပိရဲ့ကျဲလေးနဲ့စားရပဲမဲ့စိတ်ချမ်းသာစွာနဲ့စားရပြီဆိုရင်နဲ့ခရွင်းတွေ့လားမတွေ့ဘူးလားမတွေ့ပါဘူးခင်ဗျာသဘောပေါက်လားမှန်ပါခင်ဗျာ မြတ်စွာဘုရားရှင်ရဲ့တရားတော်တွေဟာပါချမ်းသာဖို့စိတ်ချမ်းသာဖို့ကိုဥတည်ပြီးတော့ပဲဟောခဲ့တာနော်ငါဘုရားရှင်ရဲ့တရားကိုကြည့်ရင်အိမ်တစ်လုံးကနေနှလုံးရွှေတစ်ချက်သားကနေနှစ်ချက်သားခြံတစ်ခွက်ကနေနှစ်ခွက်ရာတို့တစ်ခုကနေနောက်တစ်ခုရလိမ့်မယ်လို့ဟောခဲ့တာကြားဘူးလားပါချမ်းသာဖို့ပဲဟောခဲ့တာ ဘောပေါက်လားစိတ်ချမ်းသာဖို့ဆိုရင်လေပြိသက်ရေကိုယ်စိတ်ကိုမထားတတ်ရင်ချမ်းသာပါမလားချမ်းသာပါဗျာလောကကြီးမှာအကောင်အဆိုးရှိလားမရှိဘူးလားရှိပါဗျာအပြူအမဲရှိပါဗျာရှိဘူးလားရှိပါဗျာအကောင်ရှိရင်ရှိပါဗျာနေရှိရင်ရှိပါဗျာအလင်းရှိရင်ရှိပါဗျာဟုံးရင်ရှိရင်ရှိပါဗျာအဲဒီလိုက်ရှင်တယ်ဟဲ့ဟုတ်ရင်ဒီလိုက်ရှင်သွားတွေ့တယ်တွန်တေးရဲ့ အဲ့တော့ပြင်းလေအကောင်အစိုးရဒီလောကမှာမလောက်ပဲမြားပဲမြားညာတော်လဲပဲကိုယ်စိတ်ကိုချမ်းသာအောင်ထားနိုင်မို့ဘာအောင်ထားနိုင်မို့ရေးကြည့်လားမကြည့်ဘူးလားစိတ်ချမ်းသာဖို့ဆိုတာကလည်းပြိဿရေတရားအသိနဲ့စင်ကျင်နိုင်မှ ချမ်းသာမယ်လောကတံပြောပါလေဟဲ့ လာဘောအလာဘောရသောအရသောနေနာပတန်သာဒုက္ခဒုက္ခလောကရန်တရား၈ပါးဘယ်နှပါးလဲတခြားအရာတွေနဲ့တွေ့ခြင်းမှာတွေ့လိမ့်မယ်ဒီဘဝလောကရန်နဲ့လူတိုင်းတွေ့မယ်မသေးကြဘူးလားတခြားအရာတွေဒီဘဝမှာရခြင်းမှာရမယ်လောကရန်တော့လူတိုင်းရမယ်နံပါတ်1လာဘောအလာဘောရခြင်းမရခြင်း အတိတရားတရားသိမရှိတဲ့ပုဂ္ဂိုလ်ကရရင်ကဲတယ်မရရင်ဆဲတယ်ဟုတ်လားရရင်မရရင်ဆဲပါဘူးဘောပြဿနာပေါင်း6000မတက်ဘူးလားဟာရလဲသူ့မှာကြေ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 နဲ့မပြီးနိုင်မရလဲကြေ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 နဲ့ပြီးနိုင်ရဲ့လားပြီးနိုင်ပါဘူးဗျာဆိုလိုက်ရခြင်းမရခြင်း ကိုယ်စိတ်တွင်ကိုယ်စိတ်တွင်ခံပြင်းသောကမဖြစ်နေခံပြင်းသောကမဖြစ်နေဘာမှမကြဘာမှမကြခဏပါခဏပါတရားအသိနဲ့ဆင်ခြင်ပါတရားအသိနဲ့ဒီမှာရခြင်းမရခြင်းတွေရဲ့အပေါ်မှာပြိတ္တရေသောကဖြေပြီးတော့ပူလောင်မနေနဲ့တဲ့ဟုတ်လားရတော့လဲတပြည့်မရတော့လဲ တကယ်တော့ပြိတ္တရေရတာလဲလောကရံပဲမရတာလဲတို့လူတွေကရရင်ငါကြောင့်ရတာငါမို့ရတာနဲ့မန်တက်တာမရတဲ့အခါကျမှလောကရံကြီးကျန်လိုက်တာလို့ညီးစာဗျတကယ်တော့ရတာလဲလောကရံမရတာလဲလောကရံကိုကလေးကအလဲနဲ့သွားတာဒီကနေ့လျှက်စင်ပြီးအလဲနဲ့မဝေးဘူးလားဒီဘယောက်ကလေးနိုင်ဟိုဘယောက်ကလေးနိုင် မပေးဘူးလားမပေးပါဘူးအမလဲတို့အစိုးရကလည်းတရားတွေပြနေတာကွဲကျေးဇူးတင်ရမယ်အလဲ့နဲ့အလဲ့နဲ့လောကရန်လိုပဲဗာနဲ့အလဲ့နဲ့တဲ့အမြဲတမ်းလင်းမနေဘူးဖြစ်ဆုံးမောင်သွားပြန်ပြီဓမ္မယုံမကြက်သေးဘူးသူပြောက်သွားဖမုံတို့ရွာကဓမ္မကြီးတွေပြောနီးပြတ်သွားလို့ဆုံးကံမလာပါနဲ့။အော်။အော်အေးအေးအေးမိလာမှပြန်ကြွမယ်။ တော်သေးတယ်12နှစ်ကြီးမကျော်ခင်မိထလာလို့မဟုတ်ရင်ငတ်အောင်ပါသောပေါက်လားအမြဲတမ်းလားအလဲလဲလားဒုတရရဲ့ဘဝမှာပြိတရဲ့ဘလောက်ပဲကြိုးစားကြိုးစားခဲ့ပါစေရတဲ့အခါရှိသလိုမရတဲ့အခါတွေလည်းရှိလားမရှိဘူးလားမရှိပါဘူးဗျာဘာအတိနဲ့ဆင်ရင်ညိမ့်နေပြိတရဲ့အဲ့ဒီလူကမဟုတ်ရင်ရရင် तू ကကဲတာမပြီးတော့ဘူး ဖမုံငငယ်တုန်းကရွာမှာနေစဉ်ဖမုံရဲ့အိမ်ဟိုဘက်နှစ်အိမ်သုံးအိမ်ကျော်ကပျော်ပွဲစားလုပ်တယ်ညဘက်ကြီးစူညံလို့တောက်စားပျော်ပါအော်ဟစ်ဆိုအဲ့ဒါကြားတော့အဲ့ဒါမလုပ်တာလဲအပျော်ပွဲစားလုပ်တာတဲ့ဘာလို့ပျော်ပွဲစားလုပ်တာလဲစရင်ငါထွက်လာလို့တဲ့ဩ ဘာထွက်လာလို့ပြိဿရေစရင်ကားဆိုတာသူများအိမ်အလုတ်သွားလို့ကြုံခံရတာမို့လားအဲ့ဒါစဘာတစ်စည်းလောက်ရလာတာကိုပျော်ဝဲစားအိမ်မှာလုတ်တယ်တဲ့ဟောနည်းနည်းလေးရလာတယ်လောကဒဏ်ကိုမခံနိုင်တော့ပြိဿရေလှုပ်ရတယ်မို့လားဟောနောက်ခါကျတော့တရင်ရတယ်ရန်တွေဖြစ်နေပြီဘာဖြစ်လို့လဲစားစရာမရှိလို့ဟော ဘာမရှိလို့အတန်လေးမထွက်ဘူးလားအဲ့တော့ရတဲ့အပေါ်မှာလဲဓမ္မခံနိုင်ဘူးမရတဲ့အပေါ်မှာလဲရန်ဆိုပါရခြင်းမရခြင်းကိုယ်စိတ်တွင်ခံပြင်းသောကမဖြစ်နေခံပြင်းသောကမဖြစ်နေဘာမှမကြာခဏပါ တရားအသိနဲ့ဆင်ခြင်ပါနောက်တကလောကရန်တရားလာဖို့အလာဖို့ပြီးတော့ယတောအယတောအချွေအယံရှိတဲ့အခါလည်းရှိတယ်တယောက်တည်းအထီးကျန်ရတဲ့အခါတွေလည်းရှိလားမရှိဘူးလားလောကကြီးဟာပြိသက်ကြီးကိုယ်မှပြည့်စုံနေရင်ဝိုင်းဝိုင်းလည်နေတာမဟုတ်လားမပြည့်စုံတဲ့ဒီနေ့လမ်းတွေးတော်ရှောင်သွားတာသူ့အပြစ်လားလောကရန်လားလောကရန် အဲ့ဒီလောကရန်သဘောကိုနားမလည်အမလေးအရင်တော့ငါပြီးလို့အစဉ်ပြေခဲ့တဲ့ကောင်မက အခုဈေးထိတ်မှငါတော့မပြီးတော့ဘူးဘယ်သူကပူလောင်နေတာဟုတ်သဘောပေါက်လားအရင်တော့ငါရှိကယူနေရတဲ့သူကအခုငါ့ကိုအရင်မလုတော့ပြိတ္တရေကျင့်တတ်တာနဲ့မကျင့်တတ်တာပဲအများမကျင့်တဲ့ခံပေါ်ဘယ်သူဝဲခံရမှာဟုတ်ပါဘူး လောကရန်ကိုမိနေတာရတော်တဲ့ဟဲ့ခြေသားတော်မင်းတို့တို့ရဲ့ဘေးနားမှာဝိုင်းဝိုင်းလေပြီးတော့မိတ်ဆွေသင်ကအပေါင်းသင်များတဲ့အခါလေးရှိမယ်ကွအရတော်မင်းတို့တို့လောကကြီးမှာတယောက်တည်းအထီးကျန်ပြီးတော့ကြံခဲ့ရတဲ့အချိန်လေးဂျုံလာလိမ့်မယ်လောကတန် ဘာလဲဟေ့အဲ့ဒီလောကရန်သဘောကိုမသိရင်ပြိတ္တရေငါကိုထားခဲ့ရဲ့ကောင်းလားဆိုပြီးတော့ခံစားနေရမှာငါကိုပြစ်သွားကြသလားဆိုပြီးတော့ပြိတ္တရေယဉ်နာမစုံဘယ်သူပဲခံရမှာငါကျေးဇူးကိုမနာမလဲဆိုပြီးတော့ပြိတ္တရေတနှုတ်လုံးနဲ့သောကအပူတွေဒေါသတွေဖြစ်နေမှာ ဒီလိုမဟုတ်လားဆိုလိုက်အချွေယံများခြင်းမများခြင်းခံပြင်းဒေါသမဖြစ်နဲ့ဘာမှမကြာခဏပါတရားအတိနဲ့ဆင်ခြင်ပါတရားအတိနဲ့ဆင်ခြင်ပါဘာအတိနဲ့ဆင်ခြင်ရမလဲ လာဘောအလာဘောယတ်သောအာယတ်သောနောက်နံပါတ်၃နေနာပတန်သာလောကကြီးမှာချီးမွမ်းလဲတလဲကဲ့ရဲ့တာတလဲချီးမွမ်းလဲခုနှစ်ရက်ကဲ့ရဲ့လဲဟုတ်ပါဗျာ။အိုးချီးမွမ်းခံရတဲ့အခါငါမို့ငါမို့နဲ့ဖနောက်တန်ဆုထားသလိုဟောဖနောက်တန်ဆုတဲ့သူလမ်းလျှောက်ရင်မလို့လျှောက်ဘူး။ဟဲ့မြောက်ကြမြောက်ကြနဲ့ဘယ်သူမှလူမထင်တော့တဲ့ပုံစံ။ မလီတလောကလုံးသူတယောက်တည်းရှိသလိုလိုဘုန်းကြီးလည်းဝန်တိုက်သွားတာပဲလူကြီးလည်းဝန်တိုက်သွားတာပဲအဲ့ဒါလိုလူတွေလောကရှိလားမရှိဘူးလားတွန်တေးမာယောမရှိပါဘူးခင်ဗျာအဖြေမမဆိုလို့ သဘောပေါက်လားအဲ့တော့ပရိသေယိနေနာပတ္တန္တဒီလောကကြီးထဲမှာအကောင်းမြင်တဲ့လူတွေကရှင်မွန်ပဲတဲ့အဆောင်မြင်တဲ့သူတွေကကဲ့ရဲ့ပဲလောကတန် ပါလေချင်းမလို့ဆိုပြီးတော့ပြိတ္တရေကိုကပို့ပြီးတော့ဟန်ဆောင်ပြဟန်ဆောင်ပြကောင်းတဲ့ကောင်းအောင်နေပြမပင်မှန်ဘူးလားကဲရဲ့လေကဲရဲ့လို့ဆိုပြီးတော့ငါပြောအောင်လားငါတလောက်ကောင်းအောင်နေတာဝငါ့ဟုတ်အပြင်ပြောအောင်ကောင်းလောက်နဲ့ပြိတ္တရေခံစားနေတော့ဘယ်သူပဲပင်မှန်တာဆိုလိုက်ချင်းမန်ကဲရဲ့ဤအတွက်စိတ်ကွယ်၍လက်မနေနဲ့စိတ်ကွယ်၍လက်မနေနဲ့ မမကြာခဏပါတရားအသိနဲ့စင်ကြယ်ပါတရားလာလောကရလာအနောနိမဟေဆိုလဲစောင်းလေး၃၃အုပ်တို့ဘာတို့အနောနိမအနောနိမဆိုပြီးတော့အကြာကြီးလားခဏလေးလားအာဖြူဖြူတွေးဟေးဖြူဖြူတွေးဖြူဖြူတွေးဟောလောကဒံတခြားလားလောကဒံလားလောကဒံ အဲ့တော့ဒါကြောင့်မလို့ပြိတ္တရေချင်းမနေတဲ့အပေါ်မှာလည်းခံစားမမိမခံစားမိစေနဲ့ ကဲရတဲ့အပေါ်မှာလည်းမခံစားမိစေနဲ့တဲ့ကိုယ်စိတ်ကိုကိုနိုင်အောင်ထိန်ရင်ပြီးတော့တရားအသည်နဲ့ဆင်ရင်နိုင်ရဲ့ဘဝမှာအကောင်းဆုံးသဘောပေါက်လားလာဘောအလာဘောရသောအရသောနေနာပတန်တာနောက်ဆုံးနံပါတ်၄ဒုက္ခဒုက္ခအစဉ်ပြေတဲ့အခါလဲရှိမယ်အစဉ်မပြေတဲ့အခါလဲအစဉ်ပြေလဲဘဝင်မမြင့်နဲ့အစဉ်မပြေလဲစိတ်တဲ့မကြနဲ့တခြားလားလောကရန်လားဆိုလိုက်စမ်းမှချမ်း န္တာစင်းရဲ့ဤအတွေ့စိတ်ပြဲ၍လည်းမနေနဲ့ဘာမှမကြာခဏပါ တရားအသိနဲ့ဆင်ញင်ပါအသိနဲ့ဆင်ញင်ပါပြိတ္တိပါအသိနဲ့တရားအသိနဲ့ဆင်ញင်ပါအဲဒါလိုလောကရန်သဘောတရားတွေကိုနားမလဲဘူးမသိထားဘူးမဆင်ញင်နိုင်ဘူးဆိုရင်ပြိတ္တိစိတ်ဆင်းရဲပြမာလာစိတ်ချမ်းသာရမာလာအသိနဲ့ပါပါဗျာ ဒါကြောင့်မလို့လောကကြီးမှာစိတ်ချမ်းသာဖို့အဓိကတဲ့စိတ်ချမ်းသာအောင်နေရပဲစိတ်ချမ်းသာဖို့ဆိုရင်လောကရန်ရဲ့အလက်အပြောင်းအွှေ့အကွက်တွေကိုသဘောပေါက်ထားဖို့လိုလားမလိုဘူးလားမှန်ပါဗျာဒါကြောင့်မလို့သာစိတာပရိယောဓမ္ပနံဘိက္ခဝေပရိသတ်၄ပါးစေတာတည်းခြေတမေလို့မင်းတို့တည်းတွေတခဏနေရတဲ့ဒီဘဝ၄မှာ သာစိတ်ကပရိယောထပနံကိုယ့်ရဲ့စိတ်ကိုဘာအကြောင်းကြောင်းနဲ့မှညံ့မသွားအောင်ကိုယ့်ရဲ့စိတ်ကိုဘာအကြောင်းကြောင်းနဲ့မှဆင်းရဲမသွားအောင်စိတ်ချမ်းသာအောင်ကြိုးစားပြီးတော့နေရာဇမ်းမရဲလို့ဘဂဝါဘုရား၆ပါးသတိမရချင်းကိုတော်မြတ်ကအဘာတိကောင်းစွာမသွေမိန်ကြတော်မူခဲ့ပါပေတည်း Thank you. ကဲပြိတ္တရေဗတရဘလုံးနေရင်ကောင်းမလဲပြန်ပြောပါဦးဘလုံးနေရမလဲဆိုတာဘယ်နဲ့ချက်လက်ကြီးထောင်ထားတယ်ရဲရဲပြောဘယ်နဲ့ချက်နံပါတ်1အပြေကင်းအောင်နေရမယ်နံပါတ်2 အကျိုးရှိအောင်နေရမယ်နံပါတ်၃စိတ်ချမ်းသာအောင်နေရမယ်ဣတိယမြတ်ဒေသနာတော်ကိုတုံးမေသင်တရားနာပရိသတ်ပေါင်းတော်ကောင်းတို့ကနာယုမသာကြည်ညိုကြကုန်လျက် ဤဘဝလည်းချမ်းသာဘဝတန္တရာမှာလည်းချမ်းသာစေတဲ့ကောင်းသောအလုပ်တွေကိုကိုယ်ဘဝမှာရွေးချယ်ကားဖြင့်ကောင်းစွာကြိုးစားအားထုတ်နိုင်ရပါစေကုန်သောဘုံ၍ပဋ္ဌနာအောင်စုအခါခါပြုလိုက်ကြကုန်ရတော်သတည်းအာ ေတိတံသုတ္တမောဒေနသုနေတဝါဓမ္မတိတနံအဘိနန္ဒနစိတ်တေနတတုတတုတိပါတ္တာသာရဝတယနာလာကြပါရဲ့မြာတကတကမာပေါင်းသူတော်ကောင်းတို့တုံမေတင်သူတော်ကောင်းအပေါင်းတို့သည် သုဒ္ဓဗောဓိနာဒါနာသီလသမာဓိဉာဏ်နဲ့ဆက်ရှင်တော်ဘဘုဒ္ဓဗျာဗျာကိုမေးစွမ်းတော်မူသောဘုရားရှင်ကိုတော်မြတ်ကြီး၏တဏိကံအတ္တတော်၌ဒေသိတံတဆင့်ခံကံဟောကြားတော်မူခဲ့ပါပေသောဣမဓမ္မဒေသနံဘလို့နေရင်ကောင်းမလဲလို့အမိပေးတဲ့ဣတရာမြတ်ဒေသနာတော်ကို သူနေတဝကောင်းစွာနာယုံကြည်ကြကုန်သည်ဖြစ်၍အဘိနန္ဒနာစိတ်ကိနာအလိုနဲ့သက်ရှင်လံဝမ်းမြောက်ဝမ်းသာပိဋိဖြာကြကုန်လျက်ဝါဘိနရဏစိတ်တေနာအမလေးကြည်လက်ကျေတဲ့ဘွဲ့ဆရာတော်ဘုရားရဲ့သူကြွမလာခင်တော့ကတို့တွေထိုင်ဆောင်နေရတာနိုင်ဝက်ကြောကြော သူကြွလာတာလွယ်ပလင်မော်တက်လို့ခေါ်လိုက်တာ9နာရီ44မိနစ်10နာရီတောင်ခေါ်တော့မယ်ပေါက်လိုက်ရင်တို့တွေထိုင်ရတာ3နာရီတောင်ကျော်သွားပြီညောင်းလိုက်တာခဲလိုက်တာကြိုက်လိုက်တာ အောက်ကနေထိုင်ပြီးတော့တရားနာနေကြရတဲ့တို့တွေဘုံမှာအမနာပြောသွားလိုက်တာရှာကြောတွေကလည်းရှေးမပီးနိုင်မစီးနိုင်တရားတွေဟောလိုက်တာဒီလိုဒီကိုယ်တော်ရဲ့အပေါ်မှာအာမလို့အာမရတွေနဲ့စိတ်ထဲမှာကြိတ်ခဲလို့အပြစ်တွေမြင်နေကြမယ်ဆိုရင်ပြိဿရေပြိဿတွေလည်းညောင်းတယ်လို့ဒီကိုယ်တော်လည်းညောင်းတာပါပဲ ဒီဝရပလင်မောတက်ကလေးကဒီပုံစံအခုချိန်ဒီဒီပုံစံပြိသက်တွေကမှတစ်ဖက်ညောင်းရင်တစ်ဖက်ပြောင်းထိုင်လို့ရသေးတယ်ဒီကိုယ်တော်ဝတ်ချံကြီးလိုပဲဘိနာကလည်းကာထားသေးတာပန်ကားတွေဖွဲ့ထားပေမဲ့သင်္ကန်းကြီးယုံထားရလို့ကြိုးကုန်းမှာချွေတွေထွက်နေတာဟုတ်အောက်တောင်ရောက်တဲ့ပဲပင်ပေါ့စို့အညောက်ထွက်မှာ ဒီကိုယ်တော်ပင်မှန်ပေမဲ့ပရိသတ်တွေကဒီပွဲပြီးရင်နင်းနီလေးပြန်ရမှာဒီကိုယ်တော်လည်းကိုယ်တိညာတွင်ချင်းပြန်မှာပင်မှန်တော်လည်းပဲအမလီယဟန်အမကြီးကိုကျေးဇူးဆက်တဲ့အနေနဲ့သူ့ရဲ့တရားနာပရိသတ်ဟောဒီတွန်တေမိသားစုအပေါင်းတော်ကောင်းတွေတိကြပါစေမှတ်ကြပါစေဘုဖို့သူတော်တွေရကြပါစေ တခဏနေရတဲ့ဒီလူဘဝလေးမှာအပြေကင်းစေဖို့အကျိုးရှိစေဖို့စိတ်တွေချမ်းသာကြစေဖို့ဤအနေနဲ့ဒီကိုယ်တော်ကြိုးစားလို့ဟောခဲ့တာပြန်ပြောင်းလို့စိတ်ကောင်းဝင်မုံစိတ်တွေအမြန်ဖဲချစ်စိတ်တွေအမြန်ဝင်ပြီးတော့သာဓုသာဓုတည် သာဓုသာဓုသာဓုလို့ခေါ်တော်သူတော်ကသူမြတ်လုံးတို့ရဲ့ကောင်းမြတ်တဲ့ကျွေးကြတန်ကိုဘာတထာ ုတ်ရခား၍ကောင်းစွာမသွေကျူးရင်လိုက်ကြခုံရာတော်သတည်းအာ